တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တက်ဆမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တက်ဆမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဝင်းတုံမြို့နယ်နန်းခမ်းရွာကိုစစ်တပ်ကလေရင်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်မှုကလေးငယ်များအပါအဝင်ပြည်သူ20ကျော်သေဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဝင်းတို့မြို့နယ်နန်းခမ်းရွာကိုအကြံဖတ်စစ်တပ်ကလေရင်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခတ်ရမှာကလေးငယ်များအပါအဝင်ပြည်သူ၂၀ကျော်သေဆုံးကြောင်းကနဦးသိရတယ်လို့ calling info မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဂျမန်နီဧပြီလ9ရက်နေ့မွန်လယ်3နာရီခန့်မှာဝင်းတို့မြို့နယ်နန်းခမ်းရွာဂျိုးတောင်နန်းခမ်းကိုအကြံဖတ်စစ်တပ်က jet fighter နဲ့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းအလားတူဂျမန်နီညနေ6နာရီခန့်မှာလည်းနန်းခမ်းရွာကိုအကြံဖတ်စစ်တပ်ကထပ်မံပြီးလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ အကြံဖတ်စစ်တပ်ရဲ့လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းကလေးငယ်များအပါဝင်ပြည်သူ20ကျော်တည်ဆုံတယ်လို့ကနဦးသိရပြီးတည်ဆုံသူအရေအတွက်အတိအကျကိုတော့ထပ်မံစုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူတွေထိခိုက်တည်ဆုံမှုရှိပါတယ်။အခုကနဦးသိရတာကလူ20ကျော်တည်ဆုံတယ်လို့သိရတယ်။အရေအတွက်အတိအကျကိုတော့ထပ်မံသိရှိနိုင်ဖို့အတိပြုနေပါတယ်လို့တာဝန်ရှိသူတို့ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ရင်းမြို့နယ်ကြောင်းရွာအခြေဆိုင်ခမရ9ကိုတက်ရင်မှစစ်သားတအုပ်ကိုအရှင်ဖမ်းဆီးရမည်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မွန်ပြည်နယ်ရင်းမြို့နယ်ကြောင်းရွာအခြေစိုက်အကြံပတ်စစ်တပ်ရဲ့ခမရ96တပ်ရင်းမှစစ်သားတအုပ်ကိုရေဘလူးတပ်ရင်းတပ်ခွဲနှစ်ကအရှင်ဖမ်းဆီးရမိခဲ့ကြောင်းရေဘလူးတပ်ရင်းမှုကပြောဆိုပါတယ်။ဧပြီလ9ရက်နေ့နံနက်ပိုင်းမှာရေဘလူးအဖွဲ့ကကြောင်းရွာကြေးရွာအနီး၌အကြံပတ်စစ်တပ်ရဲ့ခမရ96တပ်ရင်းမှစစ်သားကျော်စင်ဖြိုးကိုအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားကျော်စင်ဖြိုးကိုရေဘလူးအဖွဲ့ကဆက်လက်စစ်ဆေးမှုများလှုပ်ဆောင်ပြီးမိတို့အေးအေးယူသွားမယ်ဆိုတော့ကိုထုတ်ပြန်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ ဘယ်လိုဆက်လို့ရမလဲဆိုတော့တခြားအလင်းဝင်တဲ့တက်သားတွေနဲ့မတူဘူးကျွန်တော်တို့ဘက်ကလာလိလာရလားဒါမှမဟုတ်လို့ရှိရင်သူတို့တက်ရင်ကနေမနေနိုင်လို့ထွက်ပြေးလာတာလားပေါ့အများကြီးတုံးတက်လို့ရတယ်ယုံကြည်မာကိုတရားရဂိုင်းလုံးပေးလို့မရဘူးကျွန်တော်တို့တေချာစဉ်းစားဆုံးဖြတ်ပြီးအကောင်ဆုံးဖြစ်အောင်တော့အပြစ်ပေးကင်တွေပါမယ်ပြလို့ရေဘလူတက်ရင်မှုကပြောဆိုပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်တဲ့တင်ကတော့ပဲခူးမျိုးအစုလိုက်အပြုံလိုက်တက်ဖြတ်မှုလေးနှစ်ပြည့်နေ့မှာဥဆောင်နှိမ်နှင်းခဲ့တဲ့တက်မခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်တက်ဦးနဲ့စစ်သား150ကျော်ကိုအရှင်ဖမ်းမိပြီးတက်မခွန်ခွန်တတလုံးကို PDF ကခြေမုံဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတော်ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ရမှာပဲခူးမျိုးတစ်ခုလုံးမှလည်းလမ်းပေါ်ထွက်ပြီးစစ်အာဏာရှင်ကိုစန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် နေ့စဉ်ဘကိုးတမျိုးလုံးလူငယ်များကဥဆောင်ပြီးပြည်သူတရေလုံးစစ်အာဏာရှင်စန့်ကျင်ရေးဆန္ဒပြပွဲများချိန်ချိန်တဲချက်ပြန်မကြငိမ့်ချန်းစွာနဲ့လက်မများထက်မှဆန္ဒပြခဲ့ကြပါတယ်။ဒါပေမဲ့လည်း2021ခုနှစ်ဧပြီလ9ရက်နေ့နက်အာယုံမတက်မီဘကိုးမျိုးပေါ်မှာရှိတဲ့ဆန္ဒပြတပိတ်စခန်းများကိုတက်မခွန်ခွန်တက်ကဥဆောင်ပြီးအကြံဖတ်ပြစ်ခတ်တပ်ဖြတ်နှိမ်နှင်းခဲ့ပြီးလူငယ်နဲ့ပြည်သူ80ကျော်ထက်မနည်းတိုက်စုံးခဲ့ရပါတယ်။ 2021ခုနှစ်ဧပြီလ9ရက်နေ့နံနက်4:00နာရီအချိန်မှစပြီးပဲခူးမြို့ရွှေမော်တော်ဖရပဝန်းကျင်ရက်ကွက်များလိပ်ပြာကန်အနီးမှာရှိတဲ့စံတော်တွင်မက်ဂဒစ်အင်းဝင် ပုံနစုမော်ကန်လိပ်ပြာကန်ရက်ကွက်မှာရှိတဲ့တပိတ်စကန်တွေကိုတက်မှခွန်ခွန်တက်များကဥဆောင်ပြီး RPG လက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းလက်ပစ်ဘုံများအသုံးပြုခြင်းအပါဝင်စစ်သုံးလက်နက်များနဲ့စစ်ပွဲတပွဲတိုက်တယ်လို့ပဲစံနာပြလူငယ်များကိုအကြမ်းဖက်ပစ်ခတ်နေနေခဲ့ပါတယ် အဲ့ဒီလိုအကြံဖတ်နေနေမှုနဲ့အတူတပိတ်စကန်းတွေကိုကင်းစောင့်နေတဲ့လူငယ်တွေရဲ့အလောင်းများမှာစုပုံသွားခဲ့ရပြီးဘကိုးတမျိုးလုံးရက်ွက်များမှာလည်းကဘာပြတ်တဲ့အလားဖြစ်သွားခဲ့ရပါတယ်။တက်မကုတ်ကုံဥဆောင်တဲ့တက်များကတပိတ်စကန်းများပဲမဟုတ်တော့ဘဲဆန္နာပြတပိတ်များကိုကူညီထောက်ပံ့တယ်လို့နာမည်ထွက်နေတဲ့ပြည်သူများ NLD ပါတီဝင်များနိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့နေအိမ်များကိုဝင်ရောက်စီးနှင်းကရိုက်နှက်တပ်ဖြတ်မှုများကိုလည်းဆက်လက်ကျူးလွန်ခဲ့ပါတယ်။ တပ်မခွန်ခွန်ဦးဆောင်တဲ့စစ်တပ်က2021ခုနှစ်ဧပြီလ9ရက်နေ့တရက်လုံးပဲခူးမြို့ပေါ်မှာစံနာပြပြည်သူတွေကိုပိတ်ဆို့အကြမ်းဖက်တပ်ဖြတ်နှိမ်နှင်းရင်းပြက်ကတောင်းကျန်းနေတဲ့အတွက်ပဲခူးမြို့ပေါ်မှာပြည်သူများနေအိမ်များမှထွက်ပြေးခဲ့ရတဲ့အထိအခြေအနေများမှာဆိုးရွားပြင်းထန်ခဲ့ပါတယ်။ယမန်နေ့ဧပြီလ9ရက်နေ့မှာတော့တပ်မခွန်ခွန်ကဥဆောင်ကျူးလွန်ခဲ့တဲ့ပဲခူးမြို့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုရဲ့၄နှစ်ပြည့်နှစ်နှစ်ပတ်လည်နေ့ဖြစ်ပြီးအဲ့ဒီနေ့မှာပဲတပ်မခွန်ခွန်တပ်မမှုဗိုလ်မှူးချုပ်အောင်တက်ဦး DSA 42မှာတချိန်ကဆန္ဒပြလူငယ်များယခုမှမူပြည်သူ့ကာကွယ်ရေးတပ်များရဲ့ရဲဘော်များလက်ထဲမှာစစ်တုံးပန်းအဖြစ်အရှင်ဖန်စီခံလိုက်ရပါပြီ။ဧပြီလ9ရက်နေ့အင်ဒိုမြို့မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံး contest scan ဖြစ်တဲ့ဂျပန်လိုင်ကိုစစ်တပ် scan မှာစွန့်ခွာခဲ့တဲ့ဗိုလ်မှူးချုပ်အောင်တပ်ဦးနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်150ကျော်ကို PDF တပ်များကဧပြီလ10ရက်နေ့ညပိုင်းမှာလက်ရအရှင်ဖန်စီရရှိလိုက်တာဖြစ်ပါတယ်။တချိန်ကပဲခူးနဲ့ရန်ကုန်မှာရှိတဲ့လက်မများပေါ်မှာ တေရဲတဲ့ကောင်ထွက်ခဲ့လို့ကြွေးကြော်ရင်းလက်နက်မဲ့ဆန္ဒပြလူငယ်များနဲ့ပြည်သူတွေကိုရန်ကာတတ်ဖြတ်ခဲ့တဲ့တက်မခွန်ခွန်တက်မကြီးရဲ့ဥဆောင်သူဗိုလ်မှူးချုပ်အောင်တက်ဦးနဲ့တက်ဖွဲ့ဝင်များမှလေးနှစ်အကြာမှာ၎င်းတို့ချိန်ချောက်ပစ်ခတ်ခဲ့တဲ့တော်လန်ရင်လူငယ်များရဲ့လက်တွင်းကိုကြားရောက်ခဲ့ရပြီဖြစ်ပါတယ်။ဘယ်မိမလဲ။အဲ့ဒီနေ့2021ခုနှစ်ဧပြီလ9ရက်နေ့မနက်အစောကြီးလူငယ်လေးတွေသွေးတွေနဲ့သွေးယူသွေးတန်းတွေနဲ့ပြေးလွှားရင်းတေဆုံးခဲ့တာတွေဘယ်မိမလဲဗျာ။ မနေ့ကတက်မခုံခုံတက်မမှုနဲ့စစ်ကောင်စီတက်ဖွဲ့ဝင်တွေမိတယ်ဆိုတဲ့သတင်းတွေတက်လာတော့ဝစ်ဆိုတာစစ်ခွေးတွေအတွက်လင်းနစ်အကြမှာတကယ်ကြီးဖြစ်လာတာပဲလို့တွေးရင်ကြေနပ်တယ်တက်မခုံခုံတက်မမှုနဲ့စစ်ကောင်စီတက်သားတွေကို NUG စစ်ကုံရုံနဲ့တရားစီရင်အပြစ်ပေးတာတွေလည်းမြင်ကျင်ပါတယ်စစ်တပ်လက်ချက်နဲ့ကြဆုံးခဲ့ရတဲ့ပြည်သူတွေရဲ့ဝိညာဉ်တွေကိုစိတ်ကြေနပ်အောင်လှုပ်ပေးတင်တယ်လို့ဘကိုးမျိုးပုံနစုရက်ကွက်မှာလက်ရှိအချိန်ထိနေထိုင်နေဆက်ပြည်သူတို့ကဆိုပါတယ် 1966ခုနှစ်ဇွန်လ6ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့အမတ်ခွန်ခွန်ချင်းမြန်တပ်မဌာနချုပ်ရဲ့တပ်တန်း59နှစ်ကြာမြင့်လာတဲ့အချိန်အဆိုပါတပ်မခွန်ခွန်ရဲ့တပ်မမှုနဲ့စစ်သားယာချီမှာတပ်တန်း၄နှစ်သားသာရှိသေးတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်ထက်မှာစစ်တုံးပန်းဖြင့်ကြာရောက်သွားခဲ့ရခြင်းမှာတမိုင်းတွင်သောຫນွေဦးတော်လန်ရေးရဲ့အောင်မြင်မှုဖြင့်တော်လန်ရေးရဲ့ပေါ်များကသုံးသက်ပြောဆိုကြပါတယ်ဒီတရင်နဲ့ပတ်သက်ပြီးကိုထိုက်မှလည်းတပ်မခွန်ခွန်ဆိုတာပြည်သူကိုလမ်းပေါ်မှာရရက်ဆက်ဆက်ရိုက်နှက်တပ်ဖြတ်မှုတွေလုပ်ခဲ့တဲ့တပ်ဖြစ်တယ် ၂၀၀၀ရွှေဝါရောင်တော်လန်ရင်းမှာလဲတန်ငါတွေကိုရိုက်နှက်ပြီးစူးလီမြို့လေကောင်းမှာပြည်သူတွေကိုဖမ်းဆီးရိုက်နှက်ခဲ့တာဟာတက်မခွန်ခွန်ကကောင်တွေပဲဂျပန်တရင်နောက်ကန်ဂျီနာဂာအီကိုပြစ်ခတ်တပ်ဖြတ်ရမှာတာဝန်ရှိတဲ့တက်၂၀၂၁ခုနှစ်ຫນွေဦးတော်လန်ရင်းမှာလဲအဲ့ဒီတက်မခွန်ခွန်ဟာစုတက်မွေးတင်တဲ့ကြောင့်ရဲ့တာဝန်ခံဖြစ်တဲ့ကိုဇော်မြက်လင်းကိုညာဘက်လာဖမ်းပြီးမနက်မှာရုပ်ပြက်စင်းပြက်နဲ့အလောင်းကိုပြန်တွေ့ခဲ့ရတဲ့အမှုမှာတာဝန်ရှိတဲ့တက်ဖြစ်တယ်ညင်ကြီးအောင်ထက်နိုင်ကိုပြစ်တက်ခဲ့တဲ့သူတွေဟာလဲခွန်ခွန်ကကောင်တွေဖြစ်ဖို့များတယ် 2021ခုနှစ်မတ်လ2ရက်နေ့မှာစမ်းကြောင်းကလူငယ်ကိုပြစ်ခတ်ဖမ်းဆီးချိန်မှာစနိုက်ပါနဲ့ချောင်းမီပြစ်နေခဲ့တာဟာလေအဲ့ဒီခွန်ခွန်ကကောင်တွေပဲဖြစ်တယ်ခွန်ခွန်တက်မှမှုဆိုတဲ့ကောင်ကို အဲ့ဒီအကြောင်းတွေကိုတိတိကျကျမေးမြန်းစစ်ကြောရေးဝင်ဖို့လိုတယ်ဆိုတာကိုတမိုင်းကြောင်ကြံမသွားရအောင်ပါဆိုပြီးမှတ်ချက်ပြုထားတာပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူပြင်းရှည်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား20ခန့်တိုက်ဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ပြင်းရှည်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား20ခန့်တိုက်ဆုံပြီးလက်နက်ခဲယမ်းများကိုအရခတ်တပ်တော် AA ကဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်။ဂုံချွင်တိုင်းနယ်ပြင်းရှည်ကြေးရွာအနီးအနားမှာယမန်နေ့ဧပြီလ9ရက်နေ့နနက်ကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ AA တို့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်20ခန့်တိတ်ဆုံးပြီးလက်နက်ခဲယံတချို့ကိုတင်ဆက်ရမိထားတယ်လို့ဒေတာခန့်စီရေးတရင်အရင်မြေမျိုးသားတအုပ်ကနေရစ်ဆိုတာကိုပြောပါတယ်အယောက်20လောက်သေတယ်အလောင်း10လောင်းလောင်းနဲ့လက်နက်ခဲယံတွေကိုအေအေကတင်ဆက်ရမိတယ်ကြံတဲ့အလောင်းတွေကိုသူတို့တဲသွားတယ်လို့ပြောပါတယ်ရခင်ကစစ်ကောင်စီတက်ဆွဲနေထိုင်ခဲ့ပြီးနောက်အေအေကတင်ပိုက်ထားတဲ့ပြင်ရှည်ကြေးရွာကိုစစ်ကောင်စီကပြန်လည်စစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့ကြောက်ဖြူဒေတာခန့်အမျိုးသားတအုပ်ကပြောပါတယ်ဧပြီလအစကတည်းကပြင်ရှည်နားမှာတိုက်ပွဲဖြစ်ခဲ့တာရှိတယ် ဘုံကြီးကျောင်းနဲ့စာတင်ကျောင်းမှာတက်ဆွဲခဲ့တဲ့စစ်ကောင်စီတပ်သားတွေအေကတိမ့်လိုက်လို့ပြန်ပြီးစစ်ကြောင်းထိုးလာတာလို့ပြောပါတယ်။ပြင်ရှိကြေးရွာမှာရှိတဲ့ဘုံကြီးကျောင်းနဲ့စာတင်ကန်းတွေမှာတက်ဆွဲထားတဲ့အင်အား150စစ်ကောင်စီအင်အားနေထိုင်ခဲ့တဲ့စကန်နီယာတွေကိုအေအေကဧပြီလ1ရက်နေ့ညအချိန်ကတိမ့်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တဲ့တင်ကတော့မန္တလေးမြို့အနီးကိုဗဟိုပြူပြီးနောက်ဆက်တွဲငလင်ငယ်နှစ်ကြိမ်လှုပ်ခတ်သွားပြီးပြည်သူအများစုထိတ်လန့်နေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့အနီးကိုဗဟိုပြူပြီးနောက်ဆက်တွဲငလင်ငယ်တဲ့ကြိမ်လှုပ်ခတ်သွားပြီးပြည်သူအများစုထိတ်လန့်သွားကြောင်းမန္တလေးမှာပြည်သူများကပြောဆိုပါတယ်။ယမန်နေ့ည9:00နာရီ10မိနစ်အချိန်နဲ့ည10:29နာရီအချိန်မှာမန္တလေးမြို့ပေါ်မှာနောက်ဆက်တွဲငလင်ငယ်လှုပ်ခတ်ခဲ့တာကိုသိသာစွာခန်းစားရကြောင်းည10:29နာရီအချိန်လှုပ်ခတ်ခဲ့တဲ့ငလင်မှာအတိအသာဆုံးဖြစ်ကြောင်းသိရှိရပါတယ်။ည10:29နာရီအချိန်လှုပ်တာတော့ထပါခုံရတယ်။တိမ်မပြင်းပေမဲ့လူကနည်းနည်းလှုပ်တာနဲ့လန့်နေပြီလို့မန္တလေးဒေသပြည်သူတို့ကဆိုပါတယ်။ ယမန်နေ့ဧပြီလ9ရက်နေ့တရက်ထဲတွင်ငလင်ငယ်9ချိန်လှုပ်ခတ်ခဲ့ပြီးညပိုင်းလှုပ်ခတ်ခဲ့တဲ့ငလင်နှစ်ခုမှာမန္တလေးမြို့အနီးကိုဗဟုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းယမန်နေ့ည9:10မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလင်မှာမန္တလေးမြို့ရဲ့အနောက်မြောက်ဘက်9မိုင်ခန့်အကွာဗဟုပြုပြီးပြင်းအား3.1အဆင့်ရှိကြောင်းယမန်နေ့ည10:29မိနစ်အချိန်လှုပ်ခတ်ခဲ့တဲ့ငလင်ငယ်မှာတော့မန္တလေးမြို့ရဲ့အနောက်မြောက်ဘက်9မိုင်ခန့်ကိုဗဟုပြုပြီးပြင်းအား3.6အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်းမိုးလေဝသနဲ့ဇလပေဒညွန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။ မတ်လ28ရက်နေ့ပြင်အား9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးချိန်မှစပြီးနောက်ဆက်တွင်ငလင်ငယ်များလှုပ်ခတ်ခဲ့ရမှာစုစုပေါင်းနောက်ဆက်ငလင်ငယ်132ချိန်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းမိုးလေဝသနဲ့ဇလပေရညွန်ချမ်းမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်မှာရှိတဲ့စစ်တပ်ရှေ့တန်းစခန်းများနဲ့စစ်မြေပြင်များမှာရတရာအဖြစ်ယတနာတုတ်ကို6ရက်6ချိန်ညာတိုင်းရွတ်ပခိုင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်မှာစစ်တပ်ရှေ့တန်းစခန်းများနဲ့စစ်မြေပြင်များမှာရတရာအဖြစ် ယတနာတုတ်ကိုကိုရတတိကိုချိန်တိုင်တိုင်ရွတ်ဖတ်ခိုင်းနေကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုပါတယ်။ဧပြီလ10ရက်နေ့မှာစပြီးဧပြီလ16ရက်နေ့အထိနေ့စဉ်ည9နာရီအချိန်တိုင်းတနင်္ဂနွေလုံးမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနရုံးများရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးရုံးများသာသနာတော်ဆိုင်ရာဓမ္မယုံဘုံကြီးကျောင်းများစွန်းလောင်းအသင်းများနဲ့ပြည်သူများရဲ့နေအိမ်များတွင်ပါယတနာတုတ်ကိုရွတ်ဖတ်ပူဇော်ခိုင်းလျက်ရှိရမှာ နေပြည်တော်စေယုံချုပ်ကလည်းတက်ဆိုင်ရာတက်ရင်တက်ဖွဲ့များရှီဒန်စကန်များနဲ့စစ်မြေပြင်မှာရှိတဲ့တက်ဖွဲ့ဝင်တွေကိုပါယတနာတုတ်ရွတ်ဖက်ခိုင်းရညွှန်ကြားချက်ပေးနေကြောင်းသိရှိရပါတယ်ယတနာတုတ်ပူဇော်ခိုင်းတာကအရက်ဖက်စစ်ဗတ်မခွဲခြားပါဘူးရှီဒန်စကန်တွေနဲ့တက်ရင်တက်ဖွဲ့တွေမှာလည်းအဲ့ဒါရွတ်ဖက်ပူဇော်ခိုင်းပါတယ်လို့နေပြည်တော်စစ်ဗတ်သတင်းရင်းမြစ်ကပြောဆိုပါတယ်တနင်္ဂနွေလုံးမှာစစ်ကောင်စီကအရေးပေါ်ယတနာတုတ်ပူဇော်ရွတ်ဖက်ခိုင်းရခြင်းမှာမီဘေးလေဘေးရေဘေးနဲ့ငလင်ဘေးစတဲ့တဘာဝပေးအန်တွေမြတ်မှာကင်းဝေးစီရန်ဖြစ်ကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဗမော်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်အရာရှိ၈ဦးပါဝင်တပ်ဖွဲ့ဝင်900နီးပါးသေဆုံးပျောက်ဆုံးမှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့တိုင်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအရာရှိ၈ဦးအပါအဝင်တပ်ဖွဲ့ဝင်900နီးပါးသေဆုံးပျောက်ဆုံးမှုရှိကြောင်းသိရှိရပါတယ်။ မြောက်ပိုင်းတိုင်းစစ်တနာချုပ်ကိုပြီးခဲ့တဲ့ဒီဇင်ဘာ24ရက်နေ့မှာမတ်လ25ရက်နေ့အထိပေးပို့တဲ့စည်းရင်းများအရာဗမော်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်496ဦးရှိပြီးအရာရှိရှိဦးပါဝင်ကြောင်းစစ်ရေးတရင်အရင်မြစ်ထံမှသိရပါတယ်စစ်တပ်က drone တွေအထိကတုံးပြီးတိုက်ခိုက်လို့ KIA ဘက်ကထိခိုက်မှုရှိတယ်လို့စစ်တပ်ဘက်ကလည်းယာချီသိမ်းဆုပ်မှုရှိတယ်တရင်ဌာနချုပ်20လောက်ကိုပတ်တိုက်နေရတာမို့အချိန်ယူရပါတယ်လို့စစ်ရေးတရင်အရင်မြစ်က ARD time ကိုပြောပါတယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ဗမော်မျိုးသိမ်းတိုက်ပွဲကိုပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်ကစပြီးတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများကြောင်သိရှိရပါတယ်။စစ်ကောင်စီဟာဗမော်မျိုးကိုယမန်နေ့ဧပြီ၉ရက်နေ့ထိလေကြောင်းမှနေပြီးဘုံကျဲတိုက်ခိုက်နေပြီး draw ဘုံများ drone ဘုံများပါကျဲချတိုက်ခိုက်နေကြောင်းကချင်းသတင်းအရင်းမြစ်ထံမှသိရပါတယ်။စစ်တပ်ကအပြစ်ရတယ်ပြောပေမဲ့မြေပြင်မှာတော့အပြစ်မရပါဘူး။ဗမော်ကိုဘုံတောက်လျှောက်ကျဲတယ်စစ်ကြောင်းထိုးတယ်ဒီနေ့မနက်ကိုဘုံလာကျဲပါတယ်လို့ကချင်းသတင်းအရင်းမြစ်က AR Time ကိုပြောပါတယ်။ စစ်ကောင်စီဟာ drone ဤပညာကိုမြင့်တင်ပြီး drone အထူးတပ်ဖွဲ့များထား၍တိုက်ခိုက်နေက KIA ဘက်ကပစ်ချလိုက်တဲ့ drone အရေအတွက်ကိုအစားထိုးရန်အရေးပေါ်တောင်းခံမှုများရှိနေကြောင်းသိရှိရပါတယ်။စစ်ကောင်စီဟာ Hexa drone နဲ့ Heavy drone drone တပ်ဖွဲ့နှစ်ခုခွဲပြီး drone ဤပညာကျွမ်းကျင်အဖွဲ့များနဲ့ပြည်တွင်း drone drone များကိုပါဤပညာမြင့်သုံးဆွဲလာခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းဤဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာကြပါစေခင်ဗျာ